မျိုးသားညီညီအစိုးရကတာဝန်ရှိသူတွေကကျွန်တော်တို့ကိုတိတိကျကျကိုပြောလိုက်တာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အဲကျွန်တော်တို့ဟာဒီတောင်းတော့လက်စားကြည့်ခြင်းဟာဘယ်တော့မှမပြီးဆုံးနိုင်တဲ့တန်တရားဖြစ်တယ်ကျွန်တော်တို့ဟာအနာဂတ်မှာကောင်းမွန်တဲ့ဖက်ဒရယ်တပ်မတော်ကိုတည်ဆောက်ဖို့လိုတယ်အဲ့ခါမှာစစ်သားတွေကကျင့်ဝတ်နယ်ညီပြုမှုကိုလိုတယ်ကျွန်တော်တို့တိုက်ပွဲကြမှာပြင်းပြင်းထန်ထန်နဲ့ကျွန်တော်တို့ရဲ့ခွန်အားတွေအကုန်သုံးပြီးခြေမွမ်းမှာဖြစ်ပါတယ်အဲ့လက်နဲ့ချပြီးအညစ်ခံလာခဲ့တဲ့စစ်တုံးပိုင်းတွေဆိုရင်တော့ကျွန်တော်တို့ဟာ သူတို့ကိုညာတာထောက်ထားပြီးတော့မှလူခွေးနဲ့ညီဒိန်းဒိန်းဆောက်ရှောက်ဖို့ဂျနီပါကွန်ဗက်ရှင်နောက်က IH ပေါ့ဒါတွေနဲ့ဒိန်းဒိန်းဆောက်ရှောက်ဖို့လိုပါတယ်ဒါတွေကိုတသွေးမတိန်ဆောင်ရွက်ပါမျိုးသားညူကြီးအစိုးရကဲ့เนาะလက်ညွန်ချက်တင်မူဝါဒတွေကိုမမိတ်မတုံဆောင်ရွက်ပါဆိုစကားရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့မှာ나ကြီးချက်တွေရှိခဲ့ပါတယ်ကျွန်တော်ရဲဘော်တွေဆိုရင်လည်းမိသားစုဝင်တွေတစ်ချက်ခါတိုင်းရှိမင်းအနိုင်ကျင့်ခါတိုင်းရှိရကျွန်တော်ကိုယ်တိုင်လည်းဒါတွေရှိပါတယ်သို့တော်ကြလည်းကျွန်တော်တို့ဒီမိမိရဲ့စိတ်ကံစားချက်ထက် ကျွန်တော်တို့ရဲ့အလုပ်ကျွန်တော်တို့ရဲ့တောင်းပင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုဥတီယာမှာဖြစ်တဲ့အတွက်ယနေ့ဒီကျွန်တော်စကမ်းပါဆိုရင်ဒီဘာကွန်မရှင်နဲ့အညီ IHR နဲ့အညီနောက်တစ်ခါကျွန်တော်တို့ရဲ့မြို့သားညီရေးဆွဲကထုတ်ပြန်တဲ့စေဒီစစ်တုံးမှဥပဒေနဲ့အညီဒိန်းဒိန်းဆောက်ရှောက်ထားရှိပါတယ်ခင်ဗျာကျွန်တော်ဒီလက်နက်ကင်တော်လိုင်းအင်အားစုတွေဒီဒီများသောအားဖြင့်လူငယ်တွေဥဆောင်များတယ်ပြီးတော့လူငယ်တွေဒီ လက်ထင်းမှာလက်နက်ကင်တာနဲ့အညီကျွန်တော်တို့အပြင်မှာဆိုရင်စိုးရိမ်လေးကြီးရှိမှာပေါ့နော်။ဘာလို့လက်နက်ကင်တာနဲ့အကြမ်းဖက်ချင်လာရတယ်၊လူသက်ချင်လာရတယ်၊အနိုင်ကျင့်နေတယ်ပေါ့နော်။စသဖြင့်ဓာရီရှိမယ်လို့စိုးရိမ်လေးကြီးရှိ။ပြီးရင်ကဘာကူလာသမကလည်းဘလို့ဆိုပြီးတော့သူထုတ်ပြန်ချက်ဒီဒီလက်နက်ကင်တိုက်ပွဲကြီးနဲ့ပတ်သက်အဲဆိုရင်စိတ်ဒီထုတ်ပြန်ကြတယ်တောက်လျှောက်သွားပြောနေအဲဒီမှာကျွန်တော်ကအဲ့ဗီဒီယိုရိုက်ခဲ့တဲ့ဟာဒီ ်ဒါကျွန်တော်တို့ကလက်နဲ့ကင်တာတော့ဟုတ်တယ်ကျွန်တော်တို့ကဒီအကျန်းဖတ်မဟုတ်ဘူးစနစ်တစ်ခုကိုဖြိုချနေတာဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကပြ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 ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီးတော့ရိုက်ခဲ့တယ်။လေးလာခဲ့ပြီးတော့တင်ပြခဲ့ပေါ့နော်။ဆိုလိုချင်တာဒီစစ်တုံးမန်းနေနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကအတိအကျလူခွင့်ရေးနဲ့အညီကျွန်တော်ကအင်းရှယ်ဒီစစ်တုံးမန်းဥပဒေဆိုဥပဒေနဲ့အညီကျွန်တော်ကလိုက်လာပြဿနာဘာမှသွားရှိရဲဆိုတော့ဟုတ်တယ်ကျွန်တော်တို့လိုက်လာတယ်ကျွန်တော်တို့လိုက်လာတယ်လုပ်ငန်းစဉ်တွေကို ပိုပြီးထိရောက်ကောင်းမှုမှုအတွက်နိုင်ငံတကာအကူအညီပေးအပ်ဖို့လိုတယ်ဆိုလိုချင်တာလေနိုင်ငံတကာအကူအညီပေးအပ်ဖို့လိုတယ်မင်းတို့ဒီစည်းကမ်းကိုလိုက်နာကြပါဆိုဟုတ်ပြီအဲဒီစည်းကမ်းလိုက်နာရတယ်ဒီထက်ပိုပြီးတော့ခီးရောက်ဖို့အတွက်အကူအညီတွေပမာလေ ဒီစစ်တပ်နဲ့စစ်အုပ်စုနဲ့ကျမတို့ကဘာမှနှိုင်းရှင်စရာမလိုဘူးဒီစစ်တပ်ကသူတွေရဲ့လူမဆန်မှုကကဘာကျော်ပြီးသားဖြစ်တယ်ကျမတို့တပ်ဖွဲ့တွေကပြည်သူတွေအတွက် နိုင်ငံရေးအသီးအပွင့်တွေကိုခူးဆွတ်နိုင်ဖို့ကျမတို့တပ်ဖွဲ့တွေကရည်စည်လွှာထည့်ပေးနေတဲ့တကယ်ကိုရေးရဲတောက်ရေးပေါ်တွေဖြစ်တယ်ဆိုတာကျမတို့တော်တော်ခုံယူစရာကောင်းပါတယ်အဲ့တော့ကျမတို့ဒီစစ်တုံ့ပန်းနေနဲ့ပတ်သက်လို့ပေါ့နော်တကယ်တကယ်တော့အဲဒီနိုင်ငံတကာလူသားချင်းချင်းစာနာထောက်ထားရေးဥပဒေဒီစစ်တုံ့ပန်းနဲ့ပတ်သက်ရင်ဒုတိယကမ္ဘာစစ်အတွင်းမှာမှသူကလည်းပြဋ္ဌာန်းခဲ့တာပေါ့နော် အဲ့ဒါမှကဘာစစ်ကြီးတွေပြီးတော့1949မှာမှာပြန်ပြီးတော့ modify လုပ်ပြီးတော့နိုင်ငံတွေကထက်လက်မှတ်ထူကြတာပေါ့နော်ပြောရမယ်ဆိုရင်တော့အရန်ကိုလိုအပ်တယ်ပြီးတော့တော်တော်လေးလေးသုံးမန်းနေအပေါ်မှာကျူးလွန်မိပြီးသွားပြီဆိုတဲ့အချိန်မှာမှဥပဒေရလေရေးဆွဲဖို့လိုရေဆိုပြီးတော့အပူတပြင်းလို့ပြောမှာပေါ့နော်အပူတပြင်းကျမတို့ဒါကိုရေးဆွဲခဲ့ကြ1929အချိန်မှာပေါ့နော်